ဒီပွဲကတော့တော်တော်လေးကြမ်းတာကိုတွေ့ရတယ်။လောင်းချင်းပြီးတာနဲ့တခါတည်းကားတွေတော်တော်များများရောင်းထွက်သွားတယ်လို့လည်းကျွန်တော်အနေနဲ့သိတာရတယ်။ဒီပွဲထဲမှာဝယ်တယ်ဆိုလို့ရှိရင်သိန်းစီကတီတီ cash back ပေးတယ်။ကားကိုလူတွေစိတ်ဝင်စားနဲ့ဝိုင်းမျိုးကြည့်နေကြလုံးလုံးကျွန်တော်ကားနားမှာရိုင်းလို့မရဘဲနဲ့စင်ပေါ်မှာရိုင်းရတာကိုတောင်းပန်ပြရသည်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာကတော့မြန်မာ Plaza Promotion Area မှာကျင်းပနေတဲ့ Ongba Border Services ကနေပြီးတော့တူရင်းကိုယ်စားလှယ်အနေနဲ့တင်သွင်းလာတဲ့ BAIC BJ6 ရဲ့လောင်းချင်းပွဲကိုရောက်နေတာဖြစ်ပါ တော်လေးကျမ်းတာကိုတွေ့ရတယ်လောင်းချင်းပြီးတာနဲ့တခါတည်းကားတွေတော်တော်များများရောင်းထွက်သွားတယ်လို့လည်းကျွန်တော်အနေနဲ့သိရတယ်ဒီ BJ60 အကြောင်းကိုအကြမ်းမြင်ပြောရမယ်ဆိုရင်လုံးဝ off road ဆိုလည်းဟုတ်တယ် အော်ရုံမှာလည်းမောင်းလို့ရတယ်အထူးသဖြင့်ဒီကားမှာအကြိုက်ဆုံးကတော့ကျွန်တော်ပြောပြောနေတဲ့ differential lock ကိုရှေ့ရောနောက်ရောပါတဲ့ကိစ္စကြီးကတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်အခုဒီပွဲကိုလာရတာဘာလို့သွားပြီးတတိယလဲဆိုတော့ကျွန်တော်ရှန်ဟိုင်းမော်ဒယ်ရှိုးတို့ဘန်ကောက်မော်ဒယ်ရှိုးတို့မှာလိုမျိုးပဲကားကိုလူတွေစိတ်ဝင်စားနေဝိုင်းမျိုးကြည့်နေကြလုံးလို့ကျွန်တော်ကားနားမှာရိုင်းလို့မရပဲနဲ့စင်ပေါ်မှာရိုင်းရတာကိုတောင်းပန်ပြရသည်ကြိုပြီးတော့အဲ့တော့ BJ60 အကြောင်းကိုစပြောရမယ်ဆိုလို့ရှိရင် BJ40 ကလည်းမဖြစ်မနေထည့်ပြောရမယ် ကားထဲမှာပါတယ်အတော်များများကြိုက်တယ် off road မှာဘင်းလို့ကောင်းတယ်ဆိုပြီးတော့ဝယ်ထားတဲ့လူကပြန်မရောလို့ after market မှာလည်းပြန်ရှာတော်တော်လေးခက်တဲ့ကားလို့ကျွန်တော်အနေနဲ့သိတာ BG4 တရဆိုရင်မြန်မာနိုင်ငံကိုတင်သွင်းလာနည်းနည်းလေးကြာတဲ့ကားလေးတစ်စီးဖြစ်တယ်အဲ့ဒီရဲ့ကားရဲ့နောက်မျိုးဆက်ဖြစ်တဲ့ BG60 ကိုထပ်ပြီးတော့တင်သွင်းလာတာဖြစ်တယ်သူက BG40 ရဲ့ရုပ်ကိုရှေ့ရုပ်ကိုမပြောင်းမဲနဲ့ဆက်ယူထားတယ်ဒါပေမဲ့ profile တွေတော့အများကြီးလုတ်လိုက်ပြီเนาะဒီကားရဲ့အကြောင်း detail ပြောမယ်ဆိုတော်တော်လေးပြောယူရမှာเนาะကျွန်တော်ကိုလည်းပြောထားတယ်မင်းလည်းဒီကားအကြောင်းကိုတရားလေးစောင့်ပြောမယ်ဆိုရင်လည်းမင်းတော်တော်လေးချိန်ယူရမှာဆိုပြီးပြောထားဖြစ်တဲ့အတွက်ကားအကြောင်းကတီးသန့်ကျွန်တော်ဗီဒီယိုကြီးတီးသန့်လာပါမယ်ဒီကားရဲ့ test ride တွေဒီကားရဲ့ first impression ဗီဒီယိုတွေကျွန်တော်ပြည့်တီးသန့်အပုံချင်းစီလာပါမယ်အခုလက်ရှိကတော့ဘာ information လေးပေးကြတယ်တော့ဒီ BJ60 ကို launch လုပ်ခဲ့တဲ့အချိန်မှာကျွန်တော်အကြိုက်ဆုံးကတော့ဈေးနှုန်းပါပဲဈေးနှုန်းက1.18သိန်းနဲ့ရောင်းခဲ့တာပါကျွန်တော်ကိုခံမှန်းခဲ့တဲ့အချိန်မှာတော့ကျွန်တော်က2888သိန်းလောက်နဲ့ဖြစ်မယ်ဆိုပြီးတော့ကျွန်တော်ကမှန်းခဲ့ တာကျွန်တော်သိန်း100လောက်နေနဲ့ပူွားတယ်ဒါပေမဲ့သူတို့ဖွင့်ခဲ့တဲ့ဈေးကတော်တော်လေးမိုက်တယ်2928သိန်းကိုမှဒီပွဲထဲမှာဝယ်တယ်ဆိုလို့ရှိရင်သိန်း100ဒီဒီ cashback ပေးတယ် ဒါပေမဲ့အဲ့ဒါကတော့ limited stock ပဲဖြစ်တယ်အဲ့ limited stock ကုန်သွားရင်တော့အဲ့ cashback ကတော့မရတော့ဘူးလို့ကျွန်တော်အနေနဲ့သိတာဒီလောင်းချင်းပွဲမှာတက်ရောက်ခဲ့တဲ့အမှုပညာရှင်တွေအနေနဲ့ဆိုလို့ရှိရင်ကိုထုအောင်ဘလာကြီးဖြစ်ပါတယ်နောက်တစ်ယောက်အနေနဲ့ဆိုလို့ရှိရင်ကျော်ထက်စောလီလီကျော်ခိုင်နီနီခင်စောထက်ရန်ရွှေထူးတို့ကနေပြီးတော့အားဖြည့်ပြီးတော့တီဆိုဖြော်ပြမှုတွေလည်းလုပ်သွားရလို့ကျွန်တော်အနေနဲ့သိရတယ်အဲ့ဒီအပြင်မြန်မာပလာဇာရဲ့ promotion area မှာ24 25 26 26မေလ2025ခုနှစ်မှာ BIC ရဲ့ထုတ်ကုန်တွေဖြစ်တဲ့အခုနောက်ဆုံး launch လုပ်ထားတဲ့ BJ 60ကိုလည်းကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုလို့ရတယ်လို့အရင် model တွေဖြစ်တဲ့ Beijing 87 န်တို့เนาะ FRT5 တို့ကိုလည်းဒီမှာလာပြီးတော့ချစ်ချစ်လေးလာလို့ရရလို့ပြောရင်လည်းနေကုန်းချုပ်ပြရသေးတယ်ကျွန်တော်ကတော့သိတော့ဒီကအဲ့နောက်ပြန်ဆက်ပြောမယ်3 2